မြန်မာမိန်းကလေးတွေကိုအမြင်ကြအောင် living together အနေထိုင်ဖို့ကြံပေးလိုက်တဲ့လှနုထုံအားလုံးမိမင်္ဂလာပါဒေဆလီဘယ်ညူပေးကနေပြန်လည်ခါကြိုဆိုလိုက်ပါရီလှနုထုံကအခြေအကျိစ္စတွေမှာမကြခဏအကြံပေးတတ်ပေမဲ့သူ့ကြံဉာဏ်တွေကလက်တွေ့မဆန်တာကြောင့်မကြခဏဝေဖန်ခံရသူဖြစ်ပါရီဒီတစ်ခါမှလည်းလှနုထုံကမြန်မာနိုင်ငံကအမျိုးသမီးတွေကိုအမြင်ကျစေခြင်းနဲ့ရွေးချယ်ခြင်းနဲ့ living together အနေထိုင်ဖို့ကြံပေးလိုက်ပါရီ နိုင်ငံသားမှာတော့လက်မထရသေးတဲ့စုံတွေတွေဟာတယောက်ချောင်းတယောက်လေးလာဖို့အတွက် living together နေထိုင်ကြပြီ။လာနုထွန်ကလည်းမြန်မာမိန်းကလေးတွေကိုဒီလိုယဉ်ကျေးမှုနဲ့ကန့်ညီစေခြင်းတော့လာနုထွန်ကိုယ်တိုင်လည်းသူ့ရဲ့ချစ်သူနဲ့လက်မထက်ပဲနဲ့တူတူနေထိုင်နေတာကြောင့်အကြံပေးနေရပါ။လာနုထွန်ကအသက်20နှစ်ကျော်ရည်ဟုံးတာဆန်နဲ့တွဲနေပြီးတော့နေရာလောက်ကလက်မထက်ထားပဲနဲ့တူတူနေထိုင်တာနေ့နေ့ငယ်ရှိသွားပါပြီ။လာနုထွန်နဲ့ဟုံးတာဆန်ကအသက်ရွယ်กว่าပဲမလဲအရင်ချစ်ကြပြီးတော့လက်မထက်လေးခိုင်မြဲနေတယ်ဆိုတာကိုသက်သေပြကြနာဖြစ်ပါရင်တချိန်ကလက်ထက်ခဲ ယ်ဘူးတွေလာလို့ထုံးဟာလက်ထက်တာကိုယုံကြည်မရှိတာကြောင့်နောက်ပိုင်းမှာတော့သူကိုယ်တိုင်လေးလက်မထက်တော့သလိုအချောင်းမင်းကလေးတွေကိုလည်းလက်မထက်ဖို့အတွက်အကြံတွေပေးနေပါတယ်။ချစ်သူရေးစားအတွဲတွေကိုပန်းချန်နေဟိုတယ်တွေသွားနေမဲစား living together နေဖို့ကပိုကောင်းတဲ့အကြောင်းကိုလေလာလို့ထုံးကအကြံပေးလိုက်ပါတယ်။လက်မထက်သေးပဲနေအတူတူနေကြည့်တာကတယောက်နဲ့တယောက်လေးလာဖို့အချိန်ရတာကြောင့်တကယ်ကောင်းတဲ့အရာဖြစ်တယ်လို့ဆိုပါတယ်။ လူတယောက်ကိုနီကယ်လေးလာကြည့်လို့ရှာတဲ့ပြင်အဆင်မပြေတဲ့သူဆိုရင်တော့ဆော့ဆော့ဆစ်ဆီလန်းခွဲလို့ရပြီလက်ထက်ပြီးမှနောက်တားရတာမျိုးလည်းမဖြစ်နိုင်တော့ပါဘူးအဆင်မပြေရင်ရှေ့မဆက်ဘဲနဲ့နေလို့ရတာကြောင့်လက်ထက်ပြီးမှကွာရှင်းတဲ့အဖြစ်တွေနဲ့အောင်းလိုက်တော့နေတာဖြစ်ပါတယ် နိုင်ငံခြားမှာစုံတွဲတွေကဒီလိုပဲနေထိုင်တာကြောင့်ခေတ်ရှိပြနေတဲ့လာနုထုံကတော့အကြံကောင်းတွေပေးနေတာပါ။တမိမိန်ကလေးတွေကိုမွေးဖွားထားတဲ့မိဘတွေအတွက်ဂရုတစိုက်စောက်ရှောက်နေရတဲ့အချိန်မှာလာနုထုံကတော့ရေးစားထားတာနဲ့အတူတူလေးလာကြည့်ဖို့အတွက်အားပေးနေတာဖြစ်ပါတယ်။လာနုထုံအတွက်တော့စာချုပ်တွေနဲ့ချုပ်နှောင်ထားမှချစ်မဟုတ်ပဲနေစာချုပ်မပါလေချစ်နေလို့ရတာကြောင့်လက်မထက်တော့ပါဘူး။စာချုပ်ချုပ်ပြီးရောလက်ထက်တာကတယောက်နဲ့တယောက်မယုံကြည်တာကြောင့်ဖြစ်လို့အတူတူချောင်းလိုက်နေကြည့်ဖို့လာနုထုံကတိုက်တွန်းထားပါတယ်။လာနုထုံပြောတဲ့အတွေးခေါ်ကိုလက်ခံနေသူရှိပေမဲ့ ဲ့ဒီလိုမျိုးအတူယူမစီမဲရာမျိုးမပြောဖို့အတွက်ဝေဖန်နေကြပါရီမြန်မာနိုင်ငံကယဉ်ကျေးမှုနဲ့ living together နေထိုင်နေဆိုတာကအစ်စ်မပြေတာကြောင့်ပို့ပြီးတော့နင်နာမဲသူကမိကလေးတွေပဲဖြစ်သွားနိုင်ကြောင်းသူ့ကိုထောက်ပြကြပါရီအမျိုးသမီးချင်းကိုချင်းမစားဘဲနဲ့သူ့ကိုယ်တိုင်လည်းလက်မထက်သလိုအခြားသူတွေကိုလည်းလက်မထက်ပဲတူတူနေကြဖို့တိုက်တွန်းနေတဲ့လောင်းနူထွန်းကိုတော့နောက်ထပ်ဘာကြမ်းမှမပေးဖို့အတွက်ပြောနေကြပါရီလောင်းနူထွန်းရဲ့တွေးခေါ်တွေကိုလက်မခံရင်လည်းခင်မမီတယောက်ယောက်ပြောနေတာကြောင့်မြမယဉ်ကျေးမှုနဲ့ကိုက်ညီအောင်နေထိုင်ဖို့သူ့ကိုပြန်ဆုံးမနေကြပါ ါတယ်။အတန်ငယ်သေးတဲ့မိန်းကလေးတွေကဒီလိုတွေးခေါ်တွေကိုအတကယ်အမှန်ထင်ပြီးတော့လဲလှုပ်ကြည့်တဲ့အခါမှာဖြစ်တဲ့နဲ့စိုးချိုးတွေပဲဖြစ်လာနိုင်ပါတယ်။အမျိုးသမီးတွေကိုကိုယ့်ကိုယ်တန်ဖိုးထားပြီးတော့တိုးတက်ဖို့အတွက်အစံမပေးဘဲလေးဝင်သူငယ်သားနေထိုင်ဖို့အတွက်တိုက်တွန်းနေတဲ့လှနှုတ်ထုံးရဲ့တွေးခေါ်တွေကသူများတွေနဲ့မတူဘဲနဲ့ကွဲပြားနေပါတယ်။သူများတွေကိုအချစ်ရဲနဲ့အိမ်တော်ရဲ့ကြံ့ကြံ့နေပေးလို့ရှိပေမယ့်လှနှုတ်ထုံးကိုယ်တိုင်ကတော့မကြာခဏအသေးကွဲရတတ်ပါတယ်။ တိုင်းရွယ်လောက်သာရှိတဲ့မျိုးသားနဲ့တွဲနေပြီးတော့အသေးကွဲတိုင်းမှာလည်းထူးခြားတဲ့တွေးခေါ်တွေကိုမိန်းကလေးငယ်တွေထံမှထည့်သွင်းပေးတဲ့သူပါမြန်မာမျိုးသမီးတွေကိုလက်မထက်ပဲနေ6လကန် living together နေထိုင်ဖို့ကြံပေးတဲ့တွေးခေါ်တွေကတကယ်လက်ခံသိရလားဆိုတာပရိသတ်ကြီးရဲ့မြင်လေးကိုလေးပြောခဲ့ပေးပါအောင်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွင်းအားလုံးကိုကျေးဇူးတင်ပါတယ်